အားလုံးပဲမင်္ဂလာပါတတိလိုက် follow channel ကို ကြည့်ရှုအားပေးနေတဲ့တူဒီဝါဒနာရှင်မိတ်ဆွေများအားလုံးမင်္ဂလာညချမ်းလေးပါခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့28ရက်လီလာပိုင်း2020เนี่ยငါပေါ့เนาะတူဒီဝါဒနာရှင်မိတ်ဆွေများအတွက်ဝမ်းကျင်ဆိုင်လေးနဲ့ ျွန်တော်ခြောက်ပြပေးတော့မှာဖြစ်ပါတယ်ကဲမင်္ဂလာပါအလုံးမဲမင်္ဂလာပါမင်္ဂလာညချမ်းလေးပါ ဲဖီအခမဲ့နော်ဒူဒီဖီအခမဲ့စိုက်လေးတွေအကောင်းဆုံးစိုက်လေးတွေဝမ်းကျင်းစိုက်လေးတွေကိုချပြပြီးတော့မှဖြစ်ပါတယ်မင်္ဂလာညချမ်းမှာကျေပြီးကြတဲ့ပကနော်ကျွန်တော်ရဲ့မိတ်ဆွေများဘိုင်ပါမဟိုင်းကြတဲ့မိတ်ဆွေများနော် အားလုံးပဲကျွန်တော်ရဲ့မွေးအခွေပေါ့နော်ကျွန်တော်ပြောတယ်နှစ်ကြိမ်ဝင်မယ်ဆိုတာလေးရတော့နော်နောက်ဆုံးပြောမယ်ဆိုရင်တော့ဒါဇွဲရှိတဲ့မိတ်ဆွေတွေတော့ရမှာပေါ့ကျွန်တော်တို့အပူးနဲ့ရသွားမှာပေါ့နော်အဲဆို6 6ပူးနဲ့လေးလေးပူးပေါ့နော်အဲ့တော့ဆိုလိုချင်တာကပေါ့နော်ကျွန်တော်ပြောချင်တာကကိုကဘရိတ်ဆိုရင်ဘရိတ်တစ်ခုကို กูဒီတစ်ပတ်မှာကိုကဗရိတ်တစ်ခုကိုကိုကကစားမယ်ဆိုလိုပါစို့เนาะအာဒုတိယကိုတကယ်အကြံလေးတစ်ခုတော့ပေးပြစီပေါ့เนาะဟိုဖားဆက်ဆက်ငားဆက်ဆက်ပေါ့ဟိုကလည်းလူချင်းဒီကလည်းလူချင်းဒါမျိုးနဲ့လှုပ်လို့မရပါဘူးကိုရဲ့ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချဖို့ကျွန်တော်အကြံပြပြစီเนาะအဲကျွန်တော်တို့ဥပမာပေါ့ စေချိန်မှာ ကျွန်တော်တို့၂ချိန်လောက်ပဲအဲ့လိုမျိုးယူမယ်ပေါ့နေ့တိုင်းပေါက်ချင်တယ်လို့ပုံစံမျိုးနဲ့တော့ကျွန်တော်တို့ဟိုဆရာကိုလည်းကြည့်မယ်ဒီဆရာကိုလည်းကြည့်မယ်ဟာဟိုဟာဘရိတ်ကိုလည်းကျွန်တော်တို့လက်မလွတ်ချင်ဘူးဝမ်းကျင်းကိုလည်းလက်မလွတ်ချင်ဘူးထိတ်လိုင်းလေးကိုလည်းလက်မလွတ်ချင်ဘူးဆိုရင်တော့ကိုယ့်ရှိမှရှိတဲ့စီစဉ်ကုန်သွားလိုက်ပါမယ် 2D နဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲကျွန်တော်တို့ ါကြောင့်ကျွန်တော်ဒီဒူတီကိုနေ့တိုင်းမတင်ပေးတာလဲဆိုအဲ့လိုမျိုးလေးတွေလည်းရှိတယ်ပေါ့နော်ဟိုဘာလို့လဲကျွန်တော်တို့လည်းအကြမ်းမြင်ရတာမဟုတ်ဘူးအတက်တိတာလည်းမဟုတ်ဘူးနော်အတက်တိတာလည်းမဟုတ်ဘူးအဲဒါပေမဲ့ကောင်းဆုံးတော့80ရာခိုင်နှုန်းတော့ခံမှန်းတွက်စားပြလို့ရပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြပေးပါမယ်နော်အဲကျွန်တော်တို့တလုံးပိုင်းကိုဘယ်လို ပုံစံနဲ့ပြောနိုင်လဲဆိုတာလေးကိုအခုဒီ లై မှာ เนาะပြည့်ရတဲ့ဘက်ကရက်ပြည့်ကိုကျွန်တော်တို့ကဘာကြောင့်တွက်လို့ကောင်းလဲတွက်နေသမားတွေရက်ပြည့်ဆိုရင်တွက်လို့ဘယ်လိုကောင်းလဲเนาะအဲကျွန်တော်တို့ရက်မပြည့်ဘူးကျွန်တော်တို့မှာပိတ်ရက်ရှိတယ်ဆိုရင်ကျွန်တော်တို့ရဲ့အာနေချက်တွေဘယ်လိုဖြစ်သွားလဲဆိုတာလေးဒီညလိုက်မှာကျွန်တော်နည်းနည်းလေးရှင်းပြခြင်းနဲ့เนาะအဲဆိုအဲ့တော့ကျွန်တော်ပြောမယ်ကိုယုံကြည်ရာတစ်ခုကိုဆုံးဖြတ်ပါเนาะကိုယ်ဘရိတ်လိုက်မှာလားဘရိတ်ဆိုရင်ကျွန်တော်ဘရိတ်နှလုံးမလိုက်ပါနဲ့ မှာ20ဆရာတယောက်ကဗရိတ်တလုံးအပိုင်ပြီးတယ်ဆိုသူ့ရဲ့ဟာကိုယုံကြည်ချက်နဲ့ကျွန်တော်တို့လိုက်ပါ20ဆရာတယောက်ကဒါအကြံပေးတာနော်ကျွန်တော်မှကျွန်တော်ဟာမှကြည်ပါဟိုဆရာမှကြည်ပါဒီဆရာမှကြည်ပါလို့ကျွန်တော်ပြောတာမဟုတ်ဘူးကျွန်တော်တူကြီးကိုကျွန်တော်ကိုယ်တိုင်လည်းကစားပါတယ်ကျွန်တော်မှတမားတကားတယ်လို့ပေါ့နော်အဲကျွန်တော်တို့ပြောပြမယ်နော်ဒုတိယအရင်မိုင်မယ်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ ဟိုအရှိပဂတိတိုင်းကိုကျွန်တော်ပြောပြလို့မရတဲ့အကြောင်းအရာတွေအများကြီးရှိတယ်เนาะအဲကျွန်တော်တို့ပါနှပ်ဖို့လိုတယ်เนาะပါနှပ်ဖို့လိုတယ်အဲမိတ်ဆွေတို့အားလုံးကျွန်တော်သတိပေးပြစီเนาะအခုကျွန်တော်နဲ့ဘိုင်ဘာမှာလက်တွဲတဲ့ကျွန်တော်ကိုတကယ်ယုံကြည်တဲ့မိတ်ဆွေအပတ်တိုင်းမရှုံးเนาะဘာဖြစ်လို့လဲကျွန်တော်ပြီးခဲ့တဲ့ပတ်ကကျွန်တော်ရဲ့အာမခံအခွေเนาะကျွန်တော်အာမခံအခွေမှာကျွန်တော်အပူပါမယ်เนาะအပူပါမယ် ကျွန်တော်ပေးခဲ့တယ်အငဲကနှစ်ကြိမ်ဒီဇိုင်းမမက်ကျွန်တော်တို့ဇာတ်လုံးနဲ့ပေါ့နော် ကိုယ့်ရဲ့ဟိုကဥပမာကိုယ့်ရဲ့ငွေငွေပမာဏကိုကျွန်တော်တို့ကချိန်ထားဖို့လိုတယ်နော်ဒါကျွန်တော်ရှင်းပြတာနော်နားလဲအောင်ဇာတ်တက်အောင်နော်အဲ့လိုလေးတွေဝင်ငွေပမာဏကိုကဘယ်လောက်ထိဒီတစ်ပတ်မှာ10ကြိမ်ဝင်ကဇာတ်လုံးနဲ့ဘယ်လောက်ထိလိုက်နိုင်မလဲလောဘမကြီးပါနဲ့ပြောမှဆိုရင် တဖြည်းဖြည်းပေါ့ကိုနန်းတလောက်ဝင်အောင်ချိန်ပြီးတော့ကိုတိုင်းတာတစ်ခုလောက်ပါ မဘရိတ်ကိုကဒီတစ်ပတ်ကိုဘရိတ်လိုက်မှလားအဲကိုကဒီတစ်ပတ်ကိုအဲထိတ်လိုင်းနဲ့တိုက်မှလားအဲကိုကပတ်သီးကိုဒီကနန်းပတ်သီးတစ်လုံးကိုဇာရိုးနဲ့ကိုဘလောက်ထိဘလူလိုက်မှလဲဒါမျိုးတွေဆုံးဖြတ်ပါလောက်ကြည့်ပါရှုံးသွားတယ်ဆိုရင်ကျွန်တော်ကြိုက်တယ်လို့ပြောလို့ရတယ်နော်အဓိကကတော့ကိုရွေးချယ်တဲ့အလုံးတစ်လုံးကမပြောက်သွားဖို့အရေးကြီးရပေါ့နော်အဲဥပမာတစ်ခုပြီးခဲ့တဲ့ပတ်ကဆိုလို့ရှိရင်ကျွန်တော်တို့နှစ် ကိုနော်ပုံပျောက်သွားတာပေါ့နော်ဒါမျိုးတွေဆိုရင်တော့ကျွန်တော်တို့ရှုံးမှာပေါ့အဲ့တော့ကျွန်တော်တို့ကဒီဘောတော့ဆိုရင်လက်စုပ်လက်ကင်ထားပါနော်ပရိတ်အများတန်းမှန်တဲ့ဆရာ ရှိတယ်ဆိုရင်လက်စုပ်လက်ကင်ထားပါနော်အဲနေ့တိုင်းဆိုတာကတော့အများတန်းမှန်တယ်လို့တော့မဟုတ်ပါဘူးကျွန်တော်တခါလေးစက္ကန့်ဆံဦးတိုးတော့ပေါ့နော်အဲအဲ့လိုမျိုးလေးကြီးပဲအားလုံးကစက္ကန့်နေပါကြီးနော်အဲကျွန်တော်ကိုယ်တိုင်လည်းစက္ကန့်ပါပဲနော် ။ဘာဖြစ်လို့လဲ။ဒုတိယကျွန်တော်ကနောက်ကြည့်ပါပြီ။နော်။အခုလက်တွေ့ကျွန်တော်အပေါ်မပြောပါဘူး။နော်။အပေါ်မပြောခဲ့ပါဘူး။စေတနာအပြည့်နဲ့ပဲပြီးတယ်နော်။အဲကျွန်တော်ဘိုင်ဘာမှာလည်းလဟိုင်းတဲ့လူကကျွန်တော်ဘက်ကလွဲချော်မှုရှိခဲ့ရင်နောက်တစ်ဘက်ကိုကျွန်တော်မှန်ပါမခေါ်ပါဘူး။နော်။ကျွန်တော် light ဆိုတာနဲ့ကျွန်တော်ပို့ပေးခဲ့ပါတယ် အဲ့တော့တူးမေတ္တာတူးစေတနာအဓိကကစေတနာရှိဖို့ပဲလိုတယ်နော်။တာကူးလုပ်လို့မရအောင်ဘယ်ရာမစို့တာကူးလုပ်လို့မရဘူး။စေတနာရှိဖို့ပဲလိုတယ်။စေတနာရှိတဲ့ထားလို့စေရင်ဘယ်ရာမှမဆုတ်ရဘူး။ကဲထားလိုက်တော့နော်ကျွန်တော်ကြည့်ရှုအားပေးနေတဲ့အခုမိတ်ဆွေများ live 12ရောက်ရှိသွားပြီ။နော်အခုအားနာတယ်ကျွန်တော်တွက်နည်းလေးကိုရှင်းပြမယ်။ပြီးခဲ့တဲ့ပတ်ကတလုံးချင်းဆိုတဲ့နေရာလေးကဒါအရင်ဆုံးထောက်ပြပြီးသွားမယ်နော်။ဒါမိတ်ဆွေတို့တီးလိုက်မယ်နော်။ မိတ်ဆွေတို့တိလိုက်မယ်ဆိုတာကတလုံးချင်းကျွန်တော်ရှင်းပြပေးမှာပေါ့နော်အဲပြည့်တဲ့ဘက်ကပွဲစဉ်တွေဒီသုံးလုံးဟာတက်တယ်နော်ဒီသုံးလုံးဟာတက်တယ်ဒီသုံးလုံးဟာနှစ်တယ်နော်သုံးလုံးဟာတက်ဖြစ်တယ်သုံးလုံးဟာနှစ်ဖြစ်တယ်တဲ့နော်ဒါဆိုရင်သုံးလုံးဟာသုံးဖြစ်တယ်ပေါ့ဗျာဟုတ်ကဲ့နော် တလုံး1ဖြစ်တယ်တလုံး2ဖြစ်တယ်တလုံး3ဖြစ်တယ်โอเคเนาะအဲ့ဒါဖြစ်ဖြစ်သွားတဲ့ပုံစံနေเนาะအဲ့တော့ကျွန်တော်ရဲ့လုံထိတ်လိုင်းယူမယ်ဆိုရင်တစ်ချိန်ဝင်မယ်နှစ်ချိန်ဝင်မယ်သုံးချိန်ဝင်မယ်ပေါ့เนาะဒါများမျိုးလေးတွေဒီလိုမျိုးတစ်ဆိုင်ထဲနဲ့ကျွန်တော်ကဒီကျွန်တော်ရဲ့ဒါအခုညရတယ် ျွန်တော် Viber မှာကျွန်တော် one chain ပေးတယ်เนาะ one chain ပေးတယ်ကျွန်တော် line border မတင်တာဗောနော်အဲကျွန်တော်ပေးခဲ့တဲ့လက်တွဲခဲ့တဲ့ဟာလေးကျွန်တော်ဒါရှင်းပြတာเนาะဒီ site ကိုကျွန်တော်ရှင်းပြတာ character ဆိုရင်ကျွန်တော်ဒီမှာဒီတော်လုံးဟာကျွန်တော်တို့ဘာဖြစ်မလဲဒီတော်လုံးဟာ6ဖြစ်တယ်6ရဲ့ power ကတက်မဟုတ်ဘူးလားเนาะ6ရဲ့ power ကတက်ဖြစ်တယ်အဲ့ဒီတက်ကဒီမှာဒီတော်လုံးပေါင်းခြင်းတက်ဆိုပြီးတော့ဒီတက်တလုံးကမခိုင်းပါခိုင်းနော် ဒုတိယကပ်ဒီသုံးလုံးဟာကျွန်တော်တို့ငားရတယ်နော်ငားရပါပါကတုံချမဟုတ်ဘူးလားအဲ့တုံချကိုဒီသုံးလုံးပေါင်းရင်းနှစ်နဲ့ချုပ်လိုက်တော့ပေါ့နော်အဲ့တော့တုံချထိတ်ဒါမခိုင်းဘူးလားခိုင်းနေနေထားပေါ့နော်ကေတာဆိုရင်ကျွန်တော်တို့ကဒီမှာဒီသုံးလုံးပေါင်းခြင်းဟာခွန်6ခဏနှလုံးပေါင်းတော့ကျွန်တော်တို့ပါရမလဲ၃6နဲ့ပေါင်းတော့5 เนาะကိုယ့်ရဲ့ပါဝါလေးမဟုတ်ဘူးလားအဲ့လေးကထိတ်ဖြစ်ရမယ်ဆိုတော့ဒီသုံးလုံးပေါင်းညင်းတွေကသုံးမဖြစ်နိုင်တင်းနှင့်သုံးเนาะအဲ့တော့ကျွန်တော်ကအဲ့မှာနောက်ဆုံးနေ့မှာကျွန်တော်ဝမ်းကျင်ပရိပရိနဲ့ဝမ်းကျင်ကျွန်တော်ပေးလိုက်တယ်ဘိုင်ဘာမှာပေါ့เนาะကျွန်တော်ညီကောင်မတွေတချို့တော့ညီကောင်မတွေကကျွန်တော်ဝမ်းကျင်ပဲပေးလိုက်တာပေါ့เนาะဟုတ်ကဲ့ဟင်ကြွားကွာကြွားတော့ဖေဖေလုံးလုံး မချိုးစီနဲ့เนาะအဲ့လိုလေးတွေရှိတယ်ပါဗျာကဲဒါဆိုရင်ဒီပုံစံတိုင်းကိုကျွန်တော်တို့ကဒီမှာဟောเนาะအဲ့ဒါကတော့၄ပြင်ယောက်ဖြစ်ပြီဆိုတော့ကျွန်တော်ကတော့တစ်ခုတစ်ခုတော့ဖောက်လိုက်မယ်လို့တော့ကျွန်တော်ထင်တယ်ဒီသုံးလုံးပေါင်းရင်းဒီဟာ၈ဖြစ်တယ်ပေါ့ဗျာเนาะ၈ရဲ့ပါဝါ3ဆိုတော့အဲ့ဒီ3ကဒီမှာ3လုံးပိုင်းမဖြစ်ဖြစ်ဖို့များတယ်ပေါ့เนาะဒါပေမဲ့လည်းကျွန်တော်ကဒီမှာကြတော့ပြန်ချုပ်လိုက်တဲ့အခါကျတော့ကျွန်တော်တို့ကမငြိမ်တော့ဘူးเนาะ အဲ့တော့ဒီမှာသူကစီနီယံတောင်းနဲ့သွားမယ်1 2 3 4လို့သွားမှာပေါ့နော်အဲ့လိုသွားခဲ့မယ်ဆိုရင်ဒီမှာသူက4လို့ဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာနှလုံးပေါင်းက4ဖြစ်နေပြီဖြစ်တဲ့အတွက်တုံညဖြစ်သွားပြီပေါ့နော်ဒါဆိုတော့မချုပ်မိတော့ဘူးဒီအပေါ်သုံးပြန်မှာကတော့အငိမ်ချုပ်ထားတာပေါ့နော်အဲ့ဒါဒီကြတော့ကျွန်တော်တို့ကဟထားတာဖြစ်တဲ့အတွက်တိတ်မကြိုက်ဘူးအဲ့ဒီမှာသူကမကြိုက်ဘူးဆိုပေမဲ့သူကဒီကောင်မှန်မယ်ဆိုလို့ရှိရင် ဒီစီနီယံတောင်းမှန်မယ်ဆိုတုံညလုံးပိုင်းဖြစ်တယ်ပေါ့နော်ဒီဝမ်ကြိတ်မှန်မယ်ဆိုရင်သုံးလုံးပိုင်းဖြစ်တယ်ပေါ့နော်ဒါမျိုးလေးတွေကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်ဒါအကြံပေးတာနော်အဲ့တော့တနည်း site ကိုနားလည်သဘောပေါက်စေချင်တယ်နော်ကဲကျွန်တော်ပြမှာကဒါရှင်းပြတာဖြစ်တဲ့တစ် site နော်ကဲဒါဆိုရင်ကျွန်တော်တို့နောက်တစ် site ကိုကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးခြင်းပါတယ်နော်ကြည့်ရှုပေးတဲ့မိတ်ဆွေများအားလုံးပေါ့နော်အဲ စိတ်ချမ်းသာခြင်းပူကြီးကြမှာခြင်းလူရည်ဆန္ဒများလည်းပြည်ပါသည်လို့ကျွန်တော်ဖေမောဥစွာဆုတောင်းပေးတယ်เนาะနောက်ထပ်ကျွန်တော် site နဲ့ site ကိုထပ်ပြပါမယ်အခုမှတ်ထားပါเนาะဒီ site မှာကျွန်တော်တို့ဒါလုံးဝဒီပြက်ဝင်မရှိတဲ့ဝမ်းကျိန်းနဲ့အဲကျွန်တော်တို့နေရာနဲ့လုံးမိုင်ကိုကျွန်တော်ချပြတာဖြစ်တယ်เนาะအဲ့တော့တူရီလောကမှာเนาะတပတ်နဲ့တပတ်ကမတူဘူးဆိုတာအားလေးရှိတယ်ဗောနော်အဲကျွန်တော်တို့ကလနာဘာဖြစ်လို့ဆိုတော့ဘိုင်ဘာမှာဝင်လာမယ် အဲကျွန်တော်တို့ပေါ့နော်ညံမူဇော်ကလိလိနဲ့ကျွန်တော်လက်တွဲမယ်ဆိုလို့ဆင်တော့ဒါဟိုဟိုပေါ့ဟိုဘယ်လိုပြောမလဲနည်းနည်းကျွန်တော်ဘက်ကပို့ပြီးတော့အားထုတ်ပြရတာပေါ့နော်ဒါမျိုးလေးရှိပါတယ်เนาะအဲ့တော့အရန်မဖိတ်ခေါ်ပါဘူးเนาะစိတ်ဝင်စားတယ်ဆိုမှလည်းကျွန်တော်တို့ဒါလာပါเนาะဘာဖြစ်လို့လဲကျွန်တော်လည်းအချိန်တိုင်းမအားပါဘူးเนาะ ဒါပေမဲ့ high နားမယ် high နားပြီးကျွန်တော်အားတဲ့အချိန်ကျွန်တော်ဘာကောင်းလဲဆိုတာကျွန်တော်ပို့ပေးတယ်ဒီပုံစံနဲ့သွားတာဝင်ကြည့်ရင်တော့လာခဲ့လို့ရတယ်ကျွန်တော်ဘက်ကအမြဲတမ်းဖိတ်ခေါ်တယ်နော်အဲ့တော့ဒူဒီတသန်းတစ်ချောင်းမှာကျွန်တော်ကိုယုံကြည်တဲ့မိတ်ဆွေများအားလုံးမတင်ကုန်နော်အဲ့တော့ကျွန်တော်အတက်တိလာမေးကျွန်တော်အတက်မတိပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ခမန်းလမ်းကြောင်းတွေလမ်းကြောင်းတွေကျွန်တော်ခမန်းတာဖြစ်တယ်ကဲဒါနောက်တစ်ဆိုင်ကိုကျွန်တော်ပြအောင်နော်ဒါကမိတ်ဆွေတို့ကိုကျွန်တော်တွက်နေတဲ့20 site လေးကို ဒါသဘောပေါက်အောင်လို့ကျွန်တော်ရှင်းပြတာဖြစ်တယ်เนาะကဲအဲ့တော့ယူတနည်းတိုင်းမှာယူဆချက်တွေအများရှိတယ်เนาะဆရာတယောက်နဲ့တယောက်မတူဆရာများသားတွေเนาะကိုဆရာလေးကြည့်ချင်ဒီဆရာလေးကြည့်ချင်နေဆိုရင်တော့မရဘူးဗောနော်အဲကျွန်တော်တို့ကဒီကနန်ဒါဒါဒါထိုးရလို့လေကျွန်တော်တို့ပြောလို့မရအောင်เนาะသူ့နေသူ့ဟန်နဲ့တော့ကျွန်တော်တို့အမျိုးမျိုးတော့ရှိရပါဗောနော် ဲ့တော့ကျွန်တော်ပေးတဲ့အခွေကတော့နော်လုံးဝတစ်ချိန်မှမဖောက်သေးပါဘူးနော်ဒါကတော့ကျွန်တော် line မှာမှာတော့ကျွန်တော်အခွေမပေးဘူးဘာလို့လဲပေးလိုက်ရင်ကျွန်တော်တို့ဝင်ဖြစ်တယ်နော်အဲ့တော့အဲ့တော့ဒီအကောင်းဆုံးတော့ကျွန်တော်ဒီမှာတရားလေးပြတာပေါ့နော်ဟုတ်ကဲ့ကဲဒါဆိုလို့ရှိရင်ကျွန်တော်အခုတက်ဆိုင်ပြပြီးပြီနော်နောက်ဖြစ်စဉ်တစ်ခုထပ်ပြနော်ဖြစ်စဉ်တစ်ခုထပ်ပြမယ်ဒါက ကောင်းဆုံးဖြစ်စဉ်ကိုကျွန်တော်ပြတာသုံးလုံးပေါင်းရင်းဒီတစ်ဖြစ်တဲ့အတွက်တဲ့အဲ့ဒီတစ်ကဟာဒီမှာတစ်ထိတ်စီဟုတ်ကဲ့နော်သုံးလုံးပေါင်းရင်းဒီတဲ့အဲ့ဒီမှာသုံးလုံးပေါင်းရင်းဒီတဲ့၃ညဖြစ်တဲ့အတွက်အဲ့ဒီမှာ၃ညတဲ့နော်ဒါထိတ်လိုင်းလေးတွေဒါမြင်လားမမြင်လားတော့မသိဘူးသုံးလုံးပေါင်းရင်းဒီ၄ဖြစ်တဲ့အတွက်အဲ့ဒီမှာ၄ထိတ်စီတဲ့နော်လုံးဝမဖောက်ထားတဲ့မိလေးကိုကျွန်တော်ပြဒါဆိုရင်ဒီမှာသုံးလုံးပေါင်းရင်းဒီကျွန်တော်တို့က နှလုံးပေါင်း၄เนาะ၄ဟာဒီမှာဆိုတော့၈ဖြစ်တယ်တဲ့အဲ့ဒီမှာ၈ထိပ်စီပေါ့ဗျာเนาะဒါဘာဖြစ်မလဲတော့ကျွန်တော်လည်းတတ်မပြောနိုင်ဘူးเนาะ၈ထိပ်စီရှိမယ်၃ထိပ်စီရှိမယ်၃ညထိပ်စီရှိမယ်เนาะထိပ်စီ၃လုံးရှိတော့ပါပြီခင်ဗျာထိပ်စီ၃လုံးရှိတော့ပါပြီကဲဒါဆိုရင်ကျွန်တော်တို့ဟာနောက်ထပ်ကျွန်တော်အနေနဲ့ဝမ်းကျင်းတစ်ခုကိုကျွန်တော်ခြားပြပေးပါမယ်เนาะဝမ်းကျင်းတစ်ခုကိုခြားပြပေးပါမယ် ဝင်ချင်းကဒီမှာ65ပြန်တွက်ပေးမယ်နော်65တင်ငါနော်တင်ငါငါလေးငါလေးငါ6 6တခုနော်ခွန်လေးဒီညတော့အစ်စ်ပြရပြရတယ်အလုပ်ပိတ်တာဖြစ်တယ်ခလေးရသူ့မိန်နဲ့ဆောနေတာဖြစ်တယ်နော်အဲ့တော့အစ်စ်လေးကြည့်ပါ เนาะကျွန်တော်လဲကျွန်တော်ရှာဖွေသမျှ site တွေကိုကျွန်တော်ညီကောင်မတွေအားလုံးကျွန်တော် YouTube မှာအားပေးတဲ့မိတ်ဆွေများအားလုံးကိုဒါစေတနာထားပြီးတော့ကျွန်တော်ပြပေးပါဖြစ်ပါတယ်အားလုံးပဲအခွင့်အရေးမှာကံကောင်းပါစေเนาะကဲဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီကနန်း၃လုံးပေါင်းတာဖြစ်ပါတယ်6ရက်7ရက်ဟာဒီမှာ၃လုံးပေါင်းခြင်းဒီတဲ့နှစ်ဖြစ်တယ်တဲ့နှစ်ရဲ့ပါဝါခွန်ဖြစ်တယ်တဲ့ခွန်နဲ့အချင်းအဲ့ဒီမှာတက်ခွန်ထွက်ပါတယ်တဲ့เนาะ ီကနန်း၃လုံးပေါင်းခြင်းဒီတဲ့အဲ့ဒီမှာပါကြအောင်လဲ၉၃เนาะ၃၃ရဲ့ပါဝါက၈ဖြစ်တယ်တဲ့၃၈အချိန်နဲ့အဲ့ဒီမှာတဲ့เนาะအဲ့တော့ပြီးခဲ့တဲ့ဘက်ကကျွန်တော်ရဲ့မိစေများအလုံးပေါ့เนาะဒါကျွန်တော်ဒီတွက်နီးတွေကျွန်တော်တွေ့ရတယ်ဆိုတော့ပါဒီမှာဘယ်နှကြိမ်ကျွန်တော်ပောက်လဲပေါ့ဒါမျိုးလေးတွေတော့စဉ်းစားပေါ့စဉ်းစားဖို့တော့လိုတယ်ပေါ့နော်ကဲဒါဆိုစေနဲ့ เนาะဒီ site တွေရတယ်ကျွန်တော်အနီးကပ်မှာတွေ့တဲ့ site တွေဖြစ်ပါတယ်เนาะကျွန်တော်မအလုပ်တစ်ဖက်နဲ့ဆိုတော့ကျွန်တော်ကအနီးကပ်ရှားတဲ့အချိန်နည်းနည်းတော့ဟိုဟာဖြစ်တယ်ပေါ့เนาะအဲ့တော့ဒီမှာနှလုံးပေါင်းခြင်းဒီ၄တဲ့เนาะအားဒီမှာရတယ်ကျွန်တော်တို့နှလုံးပေါင်းခြင်းဒီ၄တဲ့၄ရက်၄နဲ့6နဲ့ပေါင်းတော့တဲ့၃ညာတဲ့เนาะတုံညာပါဝါတဲ့ငားတဲ့တုံညာငားအချင်းနဲ့တုံညာငားအချင်းရဒီမှာ ျွန်တော်တို့ညနေခင်းကြမှာ3:00နာရီလာတာဗောနော်ဟုတ်ပြီเนาะဒါမဲ့သူကတော့ညနေခင်းဖြစ်သွားတယ်ဗောနော်အဲ့တော့ဒီမှာဒီ3လုံးပေါင်းခြင်းဒီ4ပါတဲ့เนาะ4ရဲ့ပါဝါ6တဲ့4ကိုအခြေရကျွန်တော်တို့မျိုးုံဖြစ်ပါတယ်တဲ့တခြားမှတ်ထားရအောင်ခုနကတော့ကျွန်တော်ပြပေးတာကမနက်ပိုင်းအတွက်ကိုအဓိကထားပြီးတော့1ချိန်နဲ့အဲကျွန်တော်1ချိန်နဲ့အဲထိတ်စီ line လေးကိုကျွန်တော်ချပြပေးသွားတယ်ဒီ website တွေက အခုဒါကတော့ဒါတဏီကုံစာမနေ့ဒါဖြစ်လို့ဆိုတော့ဒီမှာညနေခင်းမှာတချိန်ဝင်လာတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီကျွန်တော်တဏီကိုကျွန်တော်မနေ့ခင်းပြပေးခင်ပဲမယ်နော်အခုဒါဒီ live show ကိုကြည့်ရှုတဲ့မိတ်ဆွေတွေတိလိုက်မယ်ပေါ့နော်ကျွန်တော်ဒီမနက်ပြန်ကိုမနက်ပိုင်းကိုတော့ကျွန်တော် live မှာဗီဒီယိုထပ်မတင်တော့ဘူးဒါတနေ့ကုံစာဖြစ်တယ်နော်အဲနောက်မနက်ပြန်ညကြမှာတခါကျွန်တော်ဒီကြိမ်ထပ်တင်ပေးပါမယ်အဲ့လိုမျိုးလေးရရှိပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေများ ဒါနေကုံဝမ်းကျင်းက၄ခုဖြစ်တယ်ပေါ့နော်နေနေကုံဝမ်းကျင်းက၄ခုဖြစ်ပါတယ်ဟုတ်ပြီနော်နေကုံဝမ်းကျင်းကို၄ခုဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့နေကုံနေကုံဝမ်းကျင်းက၄ခုဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ရဲ့မိတ်ဆွေများကို ကျွန်တော်ဒီမှာကဏ္ဍလေးတွေကျွန်တော်တွဲပေးပါမယ်နော်နော်ခုနကတော့ကျွန်တော်တို့ ရရှိထားတဲ့28ရက်လေးလပိုင်2025ပေါ့နော်ကျွန်တော်တို့ဝမ်ချိန်ကလေးကိုအချိန်နော်ဝမ်ချိန်ကလေးကိုအချိန်ပါခင်ဗျာနော် 1ဂျိန်က၄ကိုအချိန်ဖြစ်ပါတယ်ဟုတ်ပြီเนาะနောက်ထပ်1ဂျိန်ကကျွန်တော်တို့73အချိန်ဖြစ်ပါတယ်73အချိန်မှာမနက်ပိုင်းအားကောင်းပါတယ်ဗောနောအဲ့တော့ကျွန်တော်တို့ထိတ်ထိတ်စရကဏ္ဍ၃လုံးရှိပါတယ်၃၃ကြား ကျွန်တော်တို့ရှစ်ဆိုရဲကနန်း၃လုံးဖြစ်ပါတယ်။ထိန်းစီ၃လုံးဖြစ်ပါတယ်။အဲ့ဒါကိုကျွန်တော်ကဒီမှာကနန်းလေးကျွန်တော်အဲကျွန်တော်ထုတ်ထားပေးခြင်းပါရယ်။၃ထိန်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့၃ထိန်းနဲ့ဆိုလို့ရှိရင်3ထိတ်နဲ့ဆိုရင်3 4เนาะ ်3639နော်3439ဟုတ်ပြီနော်3ໄနဲ့ဆိုရင်3439 394 39 4ဟုတ်ပြီနော်3439 8ไถเนี่ยဆိုလို့စီ8 4 8 9 9 3 8 4 8 9ပြီးလို့စီ8 4 8 9 နော်၈၄၈၉ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိစများဒီကနန်းနေရာတော့ဒါကျွန်တော်တို့ကလကလကလကဗီအိစိနေကုန်ကနန်းဖြစ်ပါတယ်နော်နေကုန်ကနန်းဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်3 32နှစ်နော်32 3ညာနှစ်နော်ကဲအားလုံးမဒီ၈ကွက်ကတော့ကျွန်တော်ဒါတဏီကုံစာဖြစ်ပါတယ်เนาะကဲဒီထဲမှာ1ချင်းကြိုက်တာ အဲကျွန်တော်တို့ဒီထိတ်စည်းလိုင်းကြိုက်လာဆိုတာကိုမိမိကိုယ်တိုင်ဆုံးဖြတ်ပါเนาะအားလုံးပဲကြည့်ရှုသူမိစေများအားလုံးပေါ့เนาะကိုစိတ်နှဖျားစမ်းမချမ်းသာပြီးတော့လူရဆန္ဒများလဲပြည့်ဝကြပါစေเนาะကိုစိတ်နှဖျားစမ်းမချမ်းသာပြီးတော့လူရဆန္ဒများပြည့်ဝကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပြလိုက်ပါတယ်เนาะ